ကျွန်တော်ဟိုးရက်ဒီကတင်ထားတဲ့ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတူသလားဆိုတာတူတဲ့ဟာတွေတူတယ်မတူတဲ့ဟာတွေမတူဘူးလို့ဖြေထားတဲ့ပို့အောင်မှာဟိန္ဒူတွေကဗုဒ္ဓဘာသာတွေကဟိန္ဒူနဲ့ဗုဒ္ဓဘာသာရဲ့ချစ်ချင်းကိုမခွဲပါနဲ့လို့ခမရဂုံတိုက်နေတာပဲလို့လာပြောနေတာအခုချိန်ကြီးမပြီးနိုင်မစည်းနိုင်ပေါ့ဗျာနော်အဲ့တော့ဒီပြောခဲ့တဲ့ဇာတ်ဒီထဲမှာငါဂုံတိုက်ထားတာဘာပါတယ်လဲဆိုတော့လေတရားမထောက်မပြနိုင်ထုတ်မပြနိုင်အဲ့ဆိုဟိန္ဒူဘာသာကိုငါစော်ကားတဲ့ဇာတ်ဘာပါလဲဆိုတော့လေတရားမထုတ်မပြနိုင် အဓိကပြဿနာကဘာလဲဆိုတော့လောကမှာအရှိမန်တရားတွေကိုကိုကျော်ကြီးကပြောတာဘယ်ဘာသာကိုပဲဖြစ်ဖြစ်ပြောလို့ရှိရင်အဲ့ဒီဘာသာရဲ့မူရင်းအတည်ပြုထားတဲ့ကျမ်းစာတွေကပဲယူပြောတယ်အဲ့ဒီအရှိမန်တရားတွေကလူတိုင်းသိတယ်လက္ခဏာလက်မခံတာကခမည်းတော်အပိုင်းကျုပ်တို့နဲ့လည်းမဆိုင်ဘူးလက်ခံခြင်းလက်မခံခြင်းကခမည်းတော်ကိစ္စအရှိမန်တရားကိုတည်တော့မှခွေးမွေးမခံဘူးလက်ရှိခမည်းတော်ဗမာပြည်မှာဖြစ်နေတဲ့ဘာသာပေါင်းတို့လူမျိုးပေါင်းတို့ကခွေးမွေးခံတာ ဘာသာရေးမှလည်းခွေးမွေးခံရတယ်နိုင်ငံရေးမှလည်းခွေးမွေးခံဒါဟာဘာလဲဆိုတော့လက်ရှိအရှိမှန်အတီးပြုတ်ပြထန်းထားတဲ့အရာတွေကိုမသိလို့ဖြစ်တာနော်တော်တော်များများကကိုကျော်ကြီးကိုပလာပြီးတော့ခမရကဘာသာရေးဂုံးတိုက်တယ်လူမျိုးရေးဂုံးတိုက်တယ်နဲ့ပြောရင်ဘာသာရေးလူမျိုးရေးပြဿနာတိုင်းမှာကိုကျော်ကြီးဘာဝင်ပြောတာရှိတယ်ခါမဝင်ပြောမင်းဘာသာကောင်းကြောင်းပြောတယ်မင်းပြောဘာသာလူမျိုးကောင်းကြောင်းပြောတဲ့အခါမှာလေသူများဘာသာကိုမရှိမှန်တာ ड़ी မဟုတ်မမှန်တာ ड़ी ကို 不可少、哎、的有传承不朽，而八大点嘛细腻的，检查点嘛这样问们变成哪大古呗，国家一表有充承性。八大一不里不看路，培上路里的时候啊，十大十张路路共产没有的，都弄啊八大变大了那里比，不妈边沿那比较，啊，电脑的嘛，没干嘛靠拢莫转，电脑的嘛八大变美嘛，没天我多好的路里行，没天要多嘛能跟拿皮包转。南 နှစ်ချင်းခံလိုက်ရတဲ့ဗုဒ္ဓဘာသာတွေရှိတယ်။အများကြီးပဲ။ကိုရီးယားတငယ်ချင်းတွေမှာရှိတယ်။သူ့အကိုကြီး။သူတို့မင်းတို့လိုက်လာခဲ့ဆိုပြီးခေါ်တယ်။ဘယ်အတင်းတော်မှာသွားပြီးတော့မင်းတို့နှစ်ချင်းခံလိုက်ပါဆို။ဟိုကောင်နေပလိစီမလိုက်တော့ဘူး။အဲ့လိုကောင်သားမျိုးတွေကိုကျော်ကြီးတငယ်ချင်းတွေမှာရှိတယ်။ညီကိုလိုနေတဲ့ကောင်။အဲ့တော့ဒီအကြောင်းအရာတွေကိုသိထားတယ်။အဲ့တော့ Star Stone တို့ကခွေးမွေးခံလိုက်ရတယ်။ခွေးမွေးခံလိုက်ရတော့သူ့ကိုယ်သူဘာသာမဲ့လို့လို့ဗုဒ္ဓဘာသာလို့လို့နဲ့ဗုဒ္ဓဘာသာကိုဗလိန်းတာ။အဓိကသူ့ထမင်းစားရရေးအတွက်ဗလိန်းတာ။ 看下路亏没，都高人可以摸。看下的，看下路嘞亏边没比较现代的，看下路波多把达轻轻变改开了，看下路各种变盖下的，你搞轻轻好了没啦？阿拉爸嘞，二爷嘞地皮嘞，新买的有是看下路没对了，没对了，都面个现代的面，古代的面，看下路以不啊，赚不啊的天价了。但们走路啊，白巴达嘛，系列减山路滴滴就加标了。啊，我米亚路里，哈啦，黑面都出来搞。 ဗုဒ္ဓဘာသာကျွန်တော်ကအရင်တုန်းကဟိုရုပ်တုရုပ်ပွားကြီးကိုကိုယ်ွယ်ခဲ့တဲ့ဒူးထောက်ပြီးတောင်းပန်လိုက်တယ်ကျွန်တော်လိုချင်တာတွေမဖြစ်ခဲ့ဘူးအခုတော့ကျွန်တော်ဖျားသခင်ရှိမှတောင်းပန်လိုက်တာကျွန်တော်ဘဝကြီးဘယ်သူဘယ်ညာပြောလိုက်တော့ခင်ဗျားတို့တက်တက်လှုပ်ကုန်ကြတယ်မလားဟာမကျေနိုင်မချမ်းနိုင်ဒီခင်ဗျားတို့ထပြောလေချုပ်ကထိုင်ရင်းနေကြည့်ပြီးတော့ကျုပ်ပြောခဲ့တဲ့စကားတွေကိုခင်ဗျားတို့နားမလည်ခဲ့တာလीဘာသာတရားတိုင်းမှာသူတို့ဘာသာတရားကအတီးပြုတ်ပြထားတဲ့ကျမ်းစာရှိတယ်အဲ့ဒီကျမ်းစာတွေကိုနားမလည်ဘဲနဲ့ကိုဖြစ်ချင်တာကြီးကိုလိုချင်တာကြီးကိုဖြစ်ကိုရချင်တာကြီးအတွက်ကို ကိုကိုကိုလည်းခွေးမွေးတယ်သူတို့ရဲ့သားကိုလည်းခွေးပြန်မွေးတယ်ကိုကိုတိုင်းကြုံနေခွေးတွေအဖြစ်နဲ့နေပြီးတော့မှမိခင်ဘာသာတွေရဲ့အကြောင်းတရားလည်းနားမလည်ပဲနဲ့ဒီလိုပြောခဲ့တဲ့အရာတွေအများကြီးပါဒါတွေကဘာသာကြီးဂုံးတိုက်နေတာလို့ကျုပ်ကပြောခဲ့တာအချိန်မောင်းများစွာကြာပြီဟုတ်လားဘာသာကြီးရန်တိုက်နေတာအဲ့ဒီကောင်ကြီးအဲ့ဒီဘာသာကြီးကိုကြာကူလီလှုပ်ပြီးတော့ထမင်းထမင်းစားနေတဲ့ကောင်ကြီးအဲ့ဒီကောင်ကြီးကဘာသာကြီးဂုံးတိုက်နေတာခင်ဗျားတို့မြင်အောင်နှစ်ပေါင်းများစွာပြောခဲ့တာဘာသာကြီးအချင်းချင်းရန်တိုက်ခိုင်းတာဟုတ်လား အခုလန်လာပြောကြတယ်ဒီကောင်းလေးဘာဗုဒ္ဓဘာသာတွေကထွက်သွားတဲ့ကောင်နဲ့အရင်တော့ကျမတို့ကရုပ်တုရုပ်ပွားကိုကိုးကွယ်ခဲ့တာကျမတို့ကဘလို့ထူးတော့သူများကိုဒူးထောက်တောင်းပန်ပြီးမှကိုထမင်းစားရတယ်ဆိုတဲ့အဲ့ဒါတဒေါင်းစားဝါရရှင်းတယ်နော်ကိုကွန်ကိုအားကိုဉာဏ်ပညာနဲ့ရှာစားတာကလူစွမ်းကောင်းဝါရဒူးထောက်တောင်းပန်မှာထမင်းစားရတာတဒေါင်းစားဝါရ ကိုဘာနဲ့ကိုတရောင်းသားပဲဖြစ်ဖြစ်ခွေးဖြစ်ဖြစ်ပြဿနာမရှိဘူးမိခင်ဘာသာကိုပြန်ပြန်ကြိုက်တာဘာသာရေးခေါင်းတိုက်နေတာလို့ကြောက်ကနှစ်ပေါင်းများစွာပြောတာခင်ဗျားတို့ဓာရီကိုတားပါဘာသာရေးခေါင်းဆောင်တွေတားပါဘာသာရေးမှာသာသနာရေးမှာတာဝန်ရှိတဲ့သူတွေတားပါလို့ကြောက်ကပြောခဲ့တာကြောက်ကဂုံတိုက်တာလားအဲ့ဒီလူတွေကဂုံတိုက်နေတာလားဟဲ့မြင်အောင်ကြည့်ဒီဟုတ်လားဒီရုပ်လူရုပ်ဝါဆိုတဲ့ဘာကြောင့်ခရိယံဘာသာမှာရုပ်လူရုပ်ဝါမကိုးကွယ်ရတာလဲခရိယံဘာသာမှာရှိတာမဟုတ်ဂျူးဘာသာကရှိတာ ဂျိုးဘာသာဆိုတော့ခရိယန်ရဲ့အစွဲဘွားတစ်ခုဂျိုးဘာသာရဲ့စာတွေကိုယေရှုကအကုန်လုံးစန့်ကျင်ပြတာစန့်ကျင်ပြပြီးတော့မှသူ့ဘာသာတရားတစ်ခုကိုစတင်ထူထောင်တာဂျိုးဘာသာကိုပဲအမိဉဏ်ပြုပြီးတော့လူတွေကိုကောင်းကျိုးကောင်းရာလုပ်ဖို့ကိုကျင်တရားတွေတိလာတွေတိဆောက်ဖို့မေတ္တာကရုဏာတွေတိဆောက်ဖို့အတွက်ယေရှုကဟောခဲ့တာအဲ့ဒီမှာဂျိုးတွေကမကျင်တဲ့လူသူ့ကိုတတ်တာဒါပဲအဖြေကဒီရုပ်လူယူဘွားမကိုကွယ်အောင်ဆိုတာဂျိုးချမ်းကလာတာတော်ရာချမ်းကနေလာတာအဲ့တော့ခရိယန်ဓမ္မဟောင်းထဲမှာကြည့်မယ်ဆိုရင် ထွက်မြောက်ရကြံအဲ့ဒါတူရာကြံမင်းထွက်မြောက်ရကြံအခန်းကြီး32မှာပါတယ်ဘာကြောင့်ရုတ်တုရုပ်ပါမကိုးွယ်ရတာလဲဆိုတော့ခမရတို့ကသူတို့အတီးပြူပြထန်းထားတဲ့ကျန်းစာတိုင်းကျုပ်ဖတ်ပြမယ်နော်အခန်း1ကနေစဖတ်လိုက်မောရှိကတောင်ပေါ်တက်သွားတယ်အလွယ်တကူပဲပြောမယ်ခမရတို့ဖတ်ချင်အဲ့ဒီမှာတော့ဖတ်လို့ရတယ်ထွက်မြောက်ရကြံအခန်းကြီး32အခန်းငယ်1ကစဖတ်အဲ့ဒီမှာအာယုံကိုလာပြီးတော့လူတွေကလာပြောတယ်နှစ်မှာသူတို့ အဲဂုတ်တုအဲဂုတ်တုပြည်ကနေပြီးတော့တယ်ဆောင်လာတဲ့ပုပ်ကိုရဲ့ဖျားကိုးွယ်ဖို့အတွက်ငါတို့ကိုပြပါတဲ့အာယုံနာဒတ်ဆိုတဲ့ပုပ်ကိုဣတရီရာလူကြီးအယောက်80ခါဖန်ဆင်းရှင်နဲ့တောင်ပေါ်မှာတွားပြီးတွေ့ဆုံခဲ့ဘူးတဲ့အရာတဝိုင်းနဲ့ထိုင်တောက်ခဲ့ဘူးတဲ့ဖန်ဆင်းရှင်အပေါ်မှာသူတို့အောက်မှာတောက်စားနေတာဖန်ဆင်းရှင်ကိုလည်းမဖြစ်ဘူးဆိုတော့ဒီကျန်းစာထဲမှာတိတိကျကျပါတယ်နော်ဒါနမူနာပဲပြောလိုက်မယ်အခုဒီကျန်းကျမ်းပိုက်ထဲမှာအဲ့တော့အာယုံကဘာလုပ်လဲဆိုတော့ မင်းတို့ငါ့ကိုရွှေတွေငွေတွေပေးရွှေတွေငွေတွေပေးပြီးအခန်းငယ်လေးလဲရောက်လေရောနွားတငယ်ပုံစံရွှေတွေကိုတွန်းလုပ်လိုက်တယ်တွန်းလုပ်ပြီးတော့ရစ်ပူစော်ဝဲလုပ်ကြတယ်အခန်းအခုဒါအလွယ်တကူမင်းတို့နားလဲအောင်ပြောပြနေတာနော်အဲ့မှာအကုန်လုံးကဒီသဘောတရားတွေပဲအဲ့မှာထာဝရဘုရားကနေပြီးတော့ဘာပြောလဲພັນစင်းရှင်ကဘာပြောလဲဆိုတော့မောရှိမင်းတော်တော့မောရှိဆိုတော့ဂျူးကျန်းထဲမှာပါတာက မောရှိမဟုတ်ဘူးဒါကခရိယံကျမ်းထဲမှာပါတာဟုတ်ပြီနော်အဲ့တော့မိုးဆက်ကိုမောရှိလို့ဒီထဲမှာခေါ်တယ်ဂျူးကျမ်းငယ်အဓိကခေါင်းဆောင်ကမိုးဆက်ဖြစ်တယ်ဒီမှာမောရှိလို့ခေါ်တယ်မှတ်တာနော်မိုးဆက်မင်းသွားတော့မောရှိမင်းသွားတော့အဲ့ကိုတဲပြီကငါနှုတ်ဆောင်ခဲ့တဲ့လူဒီစိတ်တွေဖောက်ပြန်ကုန်ပြီကွာတဲ့ငါမှားထားတဲ့လမ်းကနေအလှည့်မြန်ဖွဲသွားဖဲသွားတယ်တဲ့အဲ့ဒါအခန်းငယ်ရှစ်မှာနော် ငါပါထားတဲ့လမ်းကနေဒီလူတွေဖယ်သွားပြီတဲ့။နွားတငယ်ရုပ်ကိုတွန်းလှုပ်ပြီးရင်ဣတရီလာအမျိုးဣဖျားသည်နွားတငယ်သည်ဣဖျားလို့ပြောတာနော်။ဣဖျားသည်တင်တို့အဲကုတ်တော်ပြီးမှနှုတ်ဆောင်ခဲ့သောဖျားဖြစ်တော်မူသည်လို့ပြောတယ်တဲ့။နွားတငယ်ကိုအဲကုတ်တော်ပြီးအဲကုတ်တုပြီးရနေပြီးတော့ဒီဣတရီလာလူမျိုးဂျူးတွေကိုတဲဆောင်လာတဲ့ဖျားလို့ဘသူကပြောလဲအာယုံကပြောတယ်။အာယုံကထာဝရဖျားကိုမြင်ဘူးလေ။ဟုတ်ပြီနော်။နွားတငယ်ရုပ်ကိုရွှေစင်ရုပ်နဲ့ထုတ်လို့တယ်။အဲ့ဒါကြောင့်မလို့တဲ့ ဒီလူမျိုးတွေဒီလူမျိုးတွေလက်မင်းခိုင်ကုန်ပြီတဲ့အဲ့တော့သူတို့ရှိပါစီတော့တဲ့ငါဒီသူတို့မြက်ပြင်းစွာထွက်တယ်တဲ့သူတို့ငါဖြတ်စည်းပြစ်မယ်တဲ့အခန်း30မှာအခန်းငယ်30မှာငါဒီလူတွေကိုဖြတ်စည်းပြစ်မယ်တဲ့တင့်ကိုကကြီးတော့အမျိုးဖြစ်စီရမယ်ခွေးမောရှိဟာမိန်တော်မူတယ်တဲ့မောရှိဆိုတော့မိုးဆက်မိုးဆက်ကိုမိန်နေတဲ့ထာဝရဘုရားကြီးကမိန်ဒေါသတွေထွက်တယ်သူဖြတ်စည်းပြစ်တယ်မောရှိဟာအိုထာဝရဘုရားကိုတော်ဒီမဟာတကိုးတော်ကြီးတော်လက်နှင့်အဂုတ်တုပြီမှနှုတ်ဆောင်လာခဲ့တော့ကိုတော်ဤလူတို့ကိုအဘယ်ကြောင့် အပြင်းအမျက်ပြင်းစွာထွက်တော်မူသည်နည်းဘသူကဆုံးမလာလဲမိုးဇက်ကနေပြီးတော့ထာဝရဘုရားကြီးကိုဆုံးမနေတာအဲ့မှာစက်တစ်စက်နှစ်မှာထပ်ပြီးဆုံးမတယ်စက်သုံးမှာထပ်ဆုံးမတယ်စကလုံးနဲ့အများကြီးနဲ့ဆုံးမတယ်ဆုံးမလဲဆုံးမလဲကိုထာဝရဘုရားကြီးကအခန့်ငယ်၁၄လက်ရောက်အောင်ငါဘုရားသည်တဲ့မိမိလူတို့ဟာအပြစ်ပေးမိအကြံကိုတဲ့နောင်တရတယ်အဲ့မှာထာဝရဘုရားကြီးနောင်တရသွားတယ်စာထဲမှာပါတာဒီတိုင်းတော့ဖောက်လဲဖောက်ပြန်ပြောတာ ကိုထင်ရကိုမြင်ရပြောထားတာဘာတစ်ခုမှမပါဘူးဟုတ်ပြီနော် ID တိုင်းပဲအဲ့တော့ဘာကြောင့်ရုပ်ထုရုပ်ဘွားမကိုကိုရတာဆိုသူ့ပုံကိုနွားတငယ်ရုပ်လုတ်လို့ရုပ်ထုရုပ်ဘွားမကိုကိုခိုင်းတာအဖြေရှင်းလားအဲ့တော့အောက်တန်းသားစကားအင်းနဲ့ဗုဒ္ဓဘာသာကိုလာတိုက်ခိုက်နေလို့ဘာအဓိပ္ပာယ်မှမရှိဘူးကျမ်းစာတိတိကျကျပြောတာဟုတ်ပြီနော်ဘာကြောင့်ရုပ်ထုရုပ်ဘွားမကိုကိုရတာလဲနားမလဲရင်ဖတ်မြောက်ရအခန်းအခန်းကြီး32အခန်းငယ်1ကစဖတ် ဟုတ်ပြီလားအဲ့ဒီလိုဘာသာရေးဂုံးတိုက်နေတဲ့အောက်တန်းစားတွေကိုမတားပဲနေဘာသာရေးကျမ်းစာကျမ်းညွန်တိတိကျကျထောက်ပြပြီးတော့လူတွေကိုအသိဉာဏ်ဖြန့်ဝေနေတဲ့ကိုကျော်ကြီးကဘာသာရေးဂုံးတိုက်သူဆိုတော့မင်းတို့ရဲ့အသိဉာဏ်ကြီးကဘလို့အသိဉာဏ်ကြီးလဲကိုကိုကိုစဉ်းစားကိုကျော်ကြီးကငကိုတွေကပြောပြီးသားခြေကုန်းတို့ကိုထိုင်ရှခိုးနေအဲ့ဒါမင်းယူလာတာငါတို့နဲ့မဆိုင်ဘူး ဒါပေမဲ့အဲ့တုန်းနဲ့လိုက်မတိုးနဲ့အဲ့ဒါလူသားအကျိုးစီးပွားပျက်စီးချောင်းယနေ့ဘာသာရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်အဲ့ဒီလိုခုံးတိုင်းမှာထမင်းစားရတဲ့အုပ်စုတွေကမင်းတို့လူချင်းချင်းတတ်အောင်မင်းတို့ဘာသာရေးလူမျိုးရေးကိုမတတ်ပွားဖြစ်အောင်ထိုင်လှုပ်ပြီးတော့သူတို့ထမင်းရှာစားနေကြဒါတွေကိုပြဿနာတွေမဖြစ်အောင်မြင်အောင်လို့ဘယ်ဘာသာဝင်မှာဘလို့ယူဆဘလို့စကားတွေပြော